ဒီဒူရီကနာဒေအောလို့ဒီလိုဆွဲလို့ကြတယ်လို့ငါတို့ဆရာအဲ့လိုတော်ဆိုးတဲ့ကနန်းကိုပြီးနေတဲ့ဆရာမဟုတ်ဘူးဟုတ်ပြီနော်မူတွေဝဲပေးတယ်မူဆိုတာကမူကဘာလို့လို့ရလဲအစိုးစိုက်သမားတွေကြီးတယ်စိုက်ဆိုတာကကနန်းကောအချိန်ရောအဲစိုက်ဆိုတာအချိန်ကြည့်ကြတယ်ဒီနေ့ဒီရက်မှာဒီလိုလို့ဆွဲချင်တယ်ဒီလိုထွက်ရမှာဆိုတဲ့အချိန်ကြည့်ကြတယ်ကနန်းမပြောက်ဘူးမူဆိုတာကအချိန်မကြည့်ကြဘူးဒါပေမဲ့ ကျင်းလေးထွက်မယ်ဆိုတဲ့ကဏ္ဍလေးကိုလည်းထုတ်ထွက်ဖို့ထွက်မယ်အဲ့ကဏ္ဍလေးတော့ time limitation မှာရှင်းနေတော့တာလို့ရှိနေဒီကဏ္ဍဆိုအားအကြောင်းမလို့ရှားပြောတဲ့ဟာကိုတက်ပြောတဲ့ဟာဟာဒီကိပြောတာတွေထွက်လာတယ်ဆိုတော့ဘာလို့လဲကျွန်တော်တို့ကလုံးဝထွက်ကိုထွက်မယ်ဆိုတဲ့ကဏ္ဍကိုခံတာ time ကိုမခံဘူးဟုတ်ပြီနော်ကဏ္ဍကိုခံတာ time limitation ကဘာဟာချက်ရှိရှိဆုံး9ရက်က6ရက်ပြည့်လို့ရတယ်9ရက်ပြည့်လို့ရတယ်အဲ့တော့ ခီးတခုကိုသွားမယ်ဆိုရင်အဲ့ဒီခီးကိုသွားဖို့တော့ပြင်ဆင်ရမယ်ဥမာရိတ်ခါပတ်စံဥမာအကူတို့မလို့ညီတို့ညီမတို့ခရီးဦးပဲထွက်ထွက်ဟိုဗကေးရှင်းကထွက်ထွက်ဘလူးပဲထွက်ထွက်ဟုတ်ငါတို့ဗလင်းရဲ့သွားမယ်ဟုတ်ပြီနော်အဲ့တော့ကားစီဘောကဘလောက်အဲ့လူဘနေအောင်ပါတယ်စားဖို့တောင်းဖို့ကဘလောက်ဟိုရောမမတဲမယ်အဲ့တော့ခေါ်တယ်ကဘလောက်ကြားနိုင်လဲအဲ့လိုဗလင်းရဲ့နေမှာအဲ့လိုနေနေနဲ့မှဂျားရမှာခုစိတ်ပေါင်းလို့ဖြစ်ငါတို့ပဲသွားလို့အဲ့တော့ကိုသွားမယ်ခီးမှာစီးစားစီပတ်စံအဝိစားဘယ်လိုဆုံးဖြစ် ဟုတ်တယ်မလားကိုယ့်အကူတေချာ master plan နဲ့တွတ်ချက်ပြီးသွားတယ်အဲ့ဒါမှငါတို့နောက်ထပ်တရားဒါကိုနှစ်ရက်ပူနေလိုက်တယ်ငါတို့ပျော်လို့ဥပမာပေါ့နော်ဒါကျွန်တော်ကောင်းတဲ့နည်းနဲ့ပြောအဲ့ဆိုလို့ရှိရင်ငါတို့လူလူပူပူဘလူးဆောင်ထားတာဒါတွေကအကိုတို့မလို့ကျွန်တော်တို့ဘာအထမင်းခလေးတော်တွေ့ရတဲ့လူတွေဟုတ်တယ်မလားနော်အတိအကျဖြစ်ကိုဖြစ်အောင်ဆိုတော့အတင်းကိုကိုလိုဆွတ်တွေးနေတော့မှောက်ပါလေ ီတော့ကိုမိမိထားနိုင်တဲ့ဝတ်ထမ်းဟာဒီနောက်ကိုလိုက်ဖို့အတွက်ငါတို့ဘယ်လောက်သုံးနိုင်လဲအဲ့မှာမှာအဲ့တကယ်လို့လုံးဝချင်းရောဒီ time limitation လေးတည့်ရစောဝိုင်းဟုတ်ပြီဆွဲဆောင်ဖို့ extension ဆွဲဖို့အတွက်ဒါဆိုရင်ဝတ်ပင်းသုံးနိုင်တယ်ဆိုရင်အစိုးရ plan ချတာကိုတော့လို့ပဲသုံးခုနပြောတဲ့လူလူမျိုးတွေတောင်းအောင်ချတာဒီဥပမာပြောပြတာဟုတ်တယ်မလားအဲ့ flow တွေတိုင်းမှာသွားအောင် ကျွန်တော်ဒီမူဆိုတာကအလွယ်ကူဆုံးနဲ့အရှင်းလင်းဆုံးကိုမြင်အောင်ပြောလိုက်မှဆိုရင်ကျွန်တော်ကနှလုံးကြီးကိုကနန်းနေကနန်းနေဒီနေ့မှပါထွက်တယ်ဒီကနေ့မနေ့ပါထွက်မယ်မြန်နေ့ပါထွက်မယ်အင်္ဂါနေ့နေလိုက်ကပါနေလိုက်လစ်သွားလာမတော့နေတော့ဖြစ်မလာနေလိုက်ကိုဘာလဲမိုးပြောင်းတော်နေပါလေဆိုတဲ့ဆရာရှိနေလစ်အဲ့ဆရာကိုလည်းထင်ကြည့်ဟုတ်ပြီနော်ဘာလို့ထင်ကြည့်လဲကျွန်တော်တို့က process ရဲ့နောက်ကို ကိုမထားပါတော့ဗျာယနေ့ပဲခေါတော့ပိတ်တယ်ဟုတ်နော်အဲမနက်ပိုင်း6:00ကျော်ပြီလေမနက်ပိုင်းခေါထိတ်ထွက်တယ်ပြီးအလဲမှာအဘူးဖြစ်တယ်အလဲ3လေးအဲ့လိုမျိုး process တွေဖြစ်လာတယ်ဖြစ်လာတိုင်းမှာဘလို့ result တွေရလဲဆိုတဲ့နောက်ကိုကျွန်တော်တို့လိုက်တာဘသူလည်းလက်ကောင်းအနေစားတော့အဲ့တော့ process တွေရဲ့နောက်ကိုလိုက်အဲ့ဒီ process တွေကိုမှတ်တာဒီဖြစ်စဉ်တစ်ခုဖြစ်လို့အဲ့ဒီဖြစ်စဉ်ကို record လုပ်ထောက်ပြီးဒီဖြစ်စဉ်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်ယူကြည့်မယ်ဒီဖြစ်စဉ်ဖြစ်ပြီးွားတယ်မှာ9ရက်အတွင်းပါပြီဖြစ်တယ် 3ရက်အတွင်းမှာဖြစ်လေ။ညောကျော်မိုင်းကိုကျွတ်ထွက်သွားတဲ့9ရက်အတွင်းမှာဖြစ်လေ။အမှန်တော့ဒုတိယ9ရက်ပဲရှိတဲ့အတွက်ဒိန်းလိုက်ငါဘူးကျသာပဲတောက်ကြ9ရက်ဆက်လို့9ရက်အတွင်းဘာဖြစ်လဲဆိုတော့ process ကြောင့်ဖြစ်လာတဲ့ reset ရဲ့နောက်ကိုလိုက်တာကျွန်တော်တို့ကခဏပင်းကခဏထုတ်တာဟုတ်နော်ဒီလိုဆွဲကြဒီလိုဝုန်းလိုပြုတ်ကြဆိုတော့အကွက်တွေကိုမတော်ဘူးဟုတ်ပြီနော်